မင်္ဂလာပါရှင်ဒီနေ့ကတချေကဗာလီထပ်ပြီးတော့အမြောက်ရေးပေးသားမှာလဲဆိုတော့မြန်မာ font format တွေဖြစ်လို့တဲ့အခါမှာဒီလိုမျိုးနည်းလမ်းလေးကိုတုံးကြည့်ပေးပါဟုတ်ပြီနော်အဲ့တော့မြန်မာဘာ format တွေကိုတချို့ကပုံမှန်အားဖြင့်ပေါ့နော် ASM မှာမြန်မာလိုရိုက်တဲ့အခါမှာမြန်မာစာဒီ unicode နဲ့ရိုက်တယ်ပေါ့နော် unicode နဲ့ရိုက်တဲ့အခါမှာတချို့ကဒီမှာရေးထားရလဲအရေးအတွက်တွေနှုံးနေရလဲတချို့ကမြန်မာလိုပဲ ဒါပေမဲ့ကျွန်တော်ကတင့်ဝင်တက်မယ်။တင့်ဝင်တက်တဲ့အခါမှာအရင်အတွက်နဲ့ကျွန်တော်နှုတ်ကိုမြောက်လိုက်တဲ့အချိန်မှာဘာဖြစ်သွားလဲဆိုတော့ဒီ format တွေမြန်မာစာနဲ့ထွက်မလာဘူး။ဟုတ်ပြီနော်။မြန်မာလိုရေးထားတဲ့စာကိုပဲကျွန်တော်ကမြောက်သွားပဲလေ။ဒါပေမဲ့သူကဘာမထွက်လာဘူးလဲဆိုတော့မြန်မာလိုလေးထွက်မလာဘူး။ရမလား။ဒီလိုမျိုးမြန်မာလိုလေးထွက်မလာတဲ့အခါမှာကျွန်တော်ဘာလုပ်ပေးရမလဲဆိုတော့ select ကလေးပေးပြီးတော့အောက်ကဒီ number format တွေကိုသွားလိုက်နော်။ format တွေကိုသွားလိုက်ပါ။ပြီးရင် custom ောက်သွားလိုက်ပါအောက်ဆုံးမှာဒါလေးရွေးပေးမယ်အောက်ဆုံးမှာဒါလေးရွေးပေးပါမယ်နော်ဒီဒေါ်လာစာရင်းတဲ့ mine mm ဒီ100ဆိုတဲ့ဟာလေးဒါလေးနော်ဒါလေးကိုရွေးပေးလိုက်ပါအဲ့ဒါရွေးပေးပြီးတော့တစ်ချက် okay ပဲလေးပေးလိုက်ပါဒါဆိုတော့ကျွန်တော်ကမြန်မာဖောက်ဖတ်မှတ်လေးဖြစ်သွားပါပြီနော် ရမလားပြန်ပြောမယ် right လေး format zero သွားပါဒါလေးရွေးချက်ပေးအောင်ပါပဲเนาะ custom နိုင်ပါအောင်เนาะပြီးရင်ဒါလေးကိုရွေးလိုက်ပါပြီးရင် okay ကိုနေလိုက်ပါအဲ့တော့ဒါလေးကတော့မြန်မာဘောက် format တွေကိုသုံးတော့မယ်ဆိုရင်ဒီနည်းနဲ့လေးသုံးနိုင်ခြင်းအပြင်လောကူမြန်ဆန်စီမှာပဲဖြစ်ပါလိမ့်ရှင်တချို့ကတော့ computer ကွင်းရဲ့ founder and trainer တော့နောက်ကျက်ခံရဖြစ်ပါလိမ့်ရှင်နောက်ထပ်နောက်ရတန်ငယ်စားတယ်မှာဒီလိုမျိုး အကျိုးရှိပြီးတော့လုပ်ငန်းခွင်အတွက်အသုံးဝင်စင်မှန်ဒီလေးလေးတွေကိုထပ်ပြီးတော့အမြောက်ပေးတော့ပါအောင်မယ် ်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။